မင်္ဂလာပါရှင်ခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တောင်းမြစ်ထဲမျောလာတဲ့ပုပ်ပွက်စစ်ဘိုးအလောင်းတွေပစ္စတိုနဲ့စကားပြောဆက်သိမ်းခဲ့ပြီးအလောင်းကိုမြစ်ထဲပြန်မျောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပဲခူးတိုင်းဝေါ်မြို့နယ်နဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အစက်ခရဲချေးရွာအနီးစစ်တောင်းမြစ်ကမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိအလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ် မေလေးရဲ့ဒီကနေ့မနက်၈နာရီဝန်းကျင်မှာပုတ်ပွားနေတဲ့စစ်ကောင်စီဝစ်စုံဝေးအမျိုးသားအလောင်းတလောင်းကိုကန်းနာမှာငားရှာနေသူတွေကတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အလောင်းမှာအတိုတလက်ပါလာတယ်။အရာရှိအလောင်းစကားပြောဆက်လဲပါတယ်။ဖားရှာငါရှာသူတွေကအလောင်းတွေ့တော့ကောက်ွယ်ရေးအဖွဲတွေကိုအကြောင်းကြားတယ်။သွားကြည့်တော့စစ်ဘိုလ်အလောင်းဖြစ်နေတယ်လို့ဟောမြို့ဒေသခံတအူက သတင်းဌာနသို့ပြောပါရယ်စစ်ကောင်စီအရာရှိအလောင်းမှာပါလာတဲ့လက်နက်နဲ့စကားပြောဆက်ကိုကာကွယ်ရေးအဖွဲ့ဝင်တွေဘက်ကတင်စီသွားပြီးအလောင်းကိုတော့မြစ်ထဲပြန်မြှောက်လိုက်တယ်လို့သိရပါရယ်အဆိုပါစစ်ကောင်စီတပ်အရာရှိအလောင်းဟာရွှေကျင်မြို့နယ်ကွမ်းစိတ်တိုက်ပွဲမှာတိုက်ဆုံသွားတဲ့အလောင်းဖြစ်နိုင်ပြီး၎င်းတိုက်ပွဲအတွင်းမှာတိုက်ဆုံသူတွေရဲ့အလောင်းကိုပြန်မတဲပဲစစ်တောင်းမြစ်အတွင်းမြှောက်လိုက်တာရှိတယ်လို့ဒဏ်ရာရသူတွေလောက်ကသာလူနာတင်ရင်တွေနဲ့မြစ်ကျိုးဘက်ကိုပြန်တဲနေတာကိုသတင်းရထားတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးထံကသိရပါရယ်အေဘီ၁၇ရက်ကစတင်ကရွှေကျင်မြို့နယ်ကွမ်းစိတ်ညောင်ချေ တော့ကြေးရအနီမှာ KNLA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်သားတွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မေ၄ရက်နေ့အထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေတာပါတိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်သေဆုံးမှုများပြားနေသလိုတိုက်ပွဲတွေကြောင့်ရွှေကျင်ဝေါ်နဲ့ကြိုက်ထုံမြို့နယ်တွေအတွင်းမှာတိရွာပေါင်း20နီးပါးကဒေသခံတပေါင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျာ။ ဆက်လက်ပြီးကော့ဘရာစစ်ကြောင်းနဲ့လက်နက်ချလာသူများတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကော့ဘရာစစ်ကြောင်းသည်လက်နက်ချလာသူတို့အားထွေးပွေ့ကြိုဆိုခဲ့ပြီးဖမ်းဆီးမိသည့်စစ်တုံးပန်းများကိုမူကရင်ပြည်နယ်အတွင်းရှိအလုပ်စခန်းတစ်ခုသို့ဆေးလွတ်ထားတယ်ဟု Frontier မြန်မာတွင်စောင်းပါရေးသားလာခဲ့သည်။ Cobra စစ်ကြောင်းသည်ကရင်မျိုးသားလွတ်မြောက်ရေးတပ်အီလောက်ခံဖြစ်သည့်ယမန်နှင့်ဇူလိုင်လတွင်မြဝတီမျိုးကိုထိုးစစ်ဆင်ရန်အောင်စေရဟုအမည်ပေးကစစ်ကြောင်းထိုးလာရာတွင်ပါဝင်ခဲ့သူတပ်ချက်ကြီးတအူးဖြစ်သူ ကိုအောင်ရင်အမြင်ရင်းမဟုတ်သည့်ဒီဇင်ဘာလတည်းတွင်တော့၎င်းအသက်၁၈နှစ်မှစ၍နှစ်ပေါင်း၂၀ကျော်အလုပ်ကျွေးပြုလာခဲ့သည့်စစ်တပ်ကိုဆွန့်ခွာလာခဲ့သည်။ထို့သောထွက်ပြေးလာရသည့်အကြောင်းရင်းများမှလည်းအောင်စရစစ်တောင်းတွင်ပါဝင်လာသည့်အရာရှိများကမတ်စေးပြများအားအပြင်းမဝယ်ယူပြီးအောက်ခြေစစ်သည်များကိုတဆင့်ပြန်ရောက်ရင်ငွေဝင်ဖျောက်နေသည့်အဖြစ်ကိုစိတ်ပြက်လာသောကြောင့်ဖြစ်သည်ဟုဆိုသည်။ စစ်သားများကစိတ်များကြောင်ချောက်ချားဖြစ်လာပြီးအလုလုချင်းစိတ်မရှိတော့သည်ကိုတွေ့လာရ၍ဟန်တာရန်ဂျိုဘက်လာသည့်အခါတွင်တော့ဖြန့်ဖြူးနေကြသည့်အရှိများဤစောင့်ကြည့်ခံလာရပြီး၎င်း၏အသက်အနည်းရဲ့အတွက်စိုးရိမ်လာရပြီးဖြစ်၍ပြည်သူရင်ခွင်သို့ခိုးလုံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ယခုအခါကိုအောင်ရင်နှင့်အခြားတစ်ချက်ကြီးတဦးတို့ပူရက်၍ထွက်ပြေးခိုလုံလာသူများကော့ဘရာစစ်ကြောင်းနှင့်၎င်းတို့ကဲ့သို့ပူပေါင်းလာသူများကိုကြီးကြပ်ပေးလျက်ရှိနေသည်၎င်းတို့အားရှေ့တန်းနှင့်နောက်တန်းအလဲကျအတာဝန်ယူရန်လေလုံငန်းနှင့်ထမင်းဟင်းချက်ပို့ထင်းရှားထွက်သည့်တာဝန်များကိုခွဲဝေချထားပေးသည်ကိုအောင်ရင်သည်စစ်တပ်ထောင်ထားသောမိုင်းများကိုရှာဖွေပြီးတော်လန်ရေးတပ်များအတွက်ပြန်ထောင်ပေးထားခဲ့သည် ၎င်းအပေါ်ယုံကြည်မှုရလာပြီးဖြစ်၍ကော့ဘရာစစ်ကြောင်းနှင့်အတူတွဲ၍တိုက်ခိုက်သွားရန်အဆင်သင့်ဖြစ်လာပြီးသည်စစ်တပ်တဲ့ကြံခဲ့သည့်၎င်းရဲဘော်များကိုလည်းခေါ်ဖို့ကြိုးစားမိမိသူများလည်းတပ်ထဲတွင်မနေခြင်းကြတော့စစ်တပ်သည်လည်းအင်အားပြုံးတိလာနေပြီဖြစ်သည်ဟုဆိုသည် အောင်ရင်သည်ရောက်လာကြတဲ့ကခိုးလုံလာသူများနဲ့စစ်တုံမှန်တရာခန့်ရှိနေသည့်စခန်းတစ်ခုတွင်နေခဲ့ရသည်အများစုမှာအောင်စေရစစ်ကြောင်းမှဖြစ်သည်စစ်မှုတပ်ဥပဒေကြောင့်ပါလာကြသူများလည်းဖြစ်ပြီးအများစုကစစ်တပ်ကိုပြန်တိုက်ရန်ဆုံးဖြတ်လာကြသည်ဖေဖော်ဝါရီလအတွင်းစခန်းသို့ရောက်ခဲ့သော Frontier အဖွဲ့သည်ခိုးလုံလာသူများအားလက်နက်များကြီးကားအင်ဂျင်များစစ်ခမောက်များဝေငှပေးနေသည်ကိုတွေ့ခဲ့ရသည်ဟုဆိုသည် ဒီမှာဆက်မနေခြင်းပဲအပြင်တွင်သွားလို့ရန်ဆန္ဒရှိလျင်ထိုင်းဘက်သို့ကူးနိုင်ရန်စီစဉ်ပေးသည်ဟု KNL စက္ကန့်တာဝန်ခံကပြောပြသည်။၎င်း၏အဆိုအရအောင်စရစေချောင်းမှထွက်ပြေးခိုလုံလာသူ80ခန့်ရှိသည်ဟုသိရသည်။၎င်းတို့အားဖုန်သုံးခွင့်အင်တာနက်ပါပေးထားရသည့်အတွက်သတင်းပေးမည့်အန္တရာယ်တော့ရှိနေသည်ဟုလည်းဆိုသည်။ ်သို့သောရန်သူကိုမဟာမိတ်အဖြစ်လက်တွဲခေါ်ခြင်းသည်စစ်ကောင်စီဖြုတ်ကြရရင်ရေရှည်အတွက်အကျိုးရှိသည်ဟုပြောပြခဲ့သည်နောက်တအူးကအသက်20ကျော်ရှိကိုရန်လေးဖြစ်သည်ပြီးခဲ့တဲ့ဩဂုတ်လအတွင်း၎င်းသည်မန္တလေးရှိဟိုတယ်တစ်ခုတွင်အလုပ်လုပ်ရန်ရန်ကုန်မှအလာမန္တလေးဘူရာကြီးတွင်စစ်တပ်၏ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်သည် ကိုရန်လေးသည်ရခိုင်လူမျိုးဖြစ်ကြောင်းမှတ်ပုံတွင်ကိုတွေ့သွားရေးအေးအေးအဖွဲ့ဝင်ဖြစ်မည်ဆိုသည့်တန်တရားဖြင့်စစ်တဲသွင်းခံရပြီးရှမ်းပြည်သို့၃လဆက်တန်တန်တက်ရန်အပို့ခံခဲ့ရသည်ထိုမှတဆင်ကရင်ပြည်နယ်သို့ဆစ်လုတ်ခံခဲ့ရပြီးဒီဇင်ဘာလတွင်အခြားစစ်သား၂ဦးနှင့်အတူကော့ဘရာစစ်တောင်းသို့ခိုလုံလာခြင်းဖြစ်သည် ကိုရန်လေးသည်လက်နက်ခဲယံများပါယူဆောင်လာ၍စက်သိန်း30ချင်းမြန့်ခံခဲ့ရသည်။၎င်းအားမဲဆောက်သို့သွားရန်အခွင့်ရေးပေးခဲ့တော်လဲတော်လန်ရေးနှင့်ပူးပေါင်းရန်ရွေးချယ်ခဲ့သူဖြစ်သည်။စစ်အကြင်သားအဖြစ်ထိန်းသိမ်းခံထားရသူအနေငယ်သည်လည်းစခန်းအနီးတွင်စားသောက်ဆိုင်ဖွင့်ခြင်းကြောင်ပြီးသွေးဖို့လုပ်ငန်းများလုပ်ကိုင်နေကြသည်။ထိုထဲတွင်မြောက်ဝတီတိုက်ပွဲတွင်ဖန်စီခံရသူဒုတက်ချက်ဇေယျလည်းပါသည်၎င်းသည်စစ်မှုထမ်းသက် အနည်း20ကျော်ရှိပြီးယမန်နေ့ဧပြီလတွင်လက်ရဖမ်းမိခဲ့ခြင်းဖြစ်သည် ၎င်းကြားခဲ့ရသလိုကွက်မျက်ခံရပြီးအရေးစိုးရိမ်ခဲ့တော့လေအကျဉ်းသားအဖြစ်လာပေါင်းများစွာထိမ့်သိမ်းခံခဲ့ရသည်နိုဝင်ဘာလအတွင်းပြန်လွတ်လာသည့်အခါမော်ပြည်နယ်ရှိဇနီးဖြစ်သူကကလေးနှစ်ယောက်ပါခေါ်ပြီးလိုက်လာရန်ဆက်သွယ်ခဲ့သည်မိသားစုရောက်လာသည့်အခါရွာတွင်စားတောက်ဆိုင်ဖွင့်ခဲ့သည် အချို့သောစစ်တုံးပန်းများကိုစကန်းတွင်ပင်အလောက်တော်ဝင်များပေးခဲ့သည်ထိုထဲတွင်နေပြည်တော်အနီးရှိရွာတရွာမှစစ်တဲသွင်းခံခဲ့ရသူကိုဘိုဘိုလည်းပါသည်၎င်းသည်လည်းအောင်စရစစ်ကြောင်းရှိခမာယ69ခမဖြစ်ပြီးယခုအခါစကန်းရှိမိဖို့ကြောင့်နှင့်လောက်ကန်လျက်ရှိသည်၎င်းသည်ဝယ်ယူပြန်ရောဂါရှိပြီးမှညံမကောင်းသူလည်းဖြစ်သည်ထို့သောရွာလူကြီးများက၎င်းအားစစ်ထဲလိုက်ရန်ငွေ15သိန်းကောက်ပေးပြီးထဲလိုက်ခြင်းဖြစ်သည်တကယ်တမ်းတွင်၎င်းဤမိသားစုကမူ၄သိန်းသာရရှိခဲ့သည်စစ်တပ်သို့ထို့သောအခြေအနေရှိသူကိုလည်းပြန်မလွတ်ဘဲစစ် င်တန်းတက်ခိုင်းပြီးရှေ့တန်းတွင်အလုတ်ကျမ်းများခိုင်းစေခဲ့သည် လမ်းမေမမှန်မိသူဖြစ်၍အမဲလိုစစ်သားတအူအဖော်ထည့်ပေးရသည်တရက်တွင်ရိတ်ခါပို့ရန်အသွာလမ်းပြောက်ပြီး KNL တပ်ဖွဲ့နှင့်ပပင်းတိုးမီယာမှအဖမ်းခံခဲ့ရခြင်းဖြစ်သည်၎င်းအားစစ်တုံးမှန်အဖြစ်အမှုစီရင်ပြီးအလုံးနှင့်ထောင်တန်းတစ်နှစ်ပြစ်ဒဏ်ချမှတ်ခဲ့၍အခုအခါတမင်းကျက်အဖြစ်လောက်ကိုင်းနေကြသည်ဟုစောင်းမတွင်ရေးသားထားသည်ယခုအခါတွင်တော့အာနာရှင်များကမိမိတို့ယင်းနှစ်သီးကြားများ၏အသက်ကိုစက်ကူမဲတမဲဖြင့်စီရင်နေကြပြီဖြစ်သည်ဖြီသူတရက်လုံးဤထောက်ခံမှုမျောလင်းချက်များပုံဩထားသည့်လက်ရှိတော်လှန်ရေးကြီးအောင်မြင်ပြီးလူထုခန်းစား ားနေရသည့်ဒုက္ခအပေါင်းမှာအမြန်ဆုံးလွတ်မြောက်စေမည်။နီလန်းမန်သမျှသည်တရားနီလန်းကြသည်ပြည်သူဆန္ဒနှင့်လည်းကိုက်ညီသည်။ပြည်သူတို့၏ခုခံတွန်းလှန်စစ်မုတ်ချအောင်မြင်ရမည်။ ဆက်လက်ပြီးစစ်ကောင်စီတောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ငူလီတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးပြီးအဆအုံများမိလောင်ပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ပဲခူးတိုင်းတောင်ငူခရိုင်ရှိအကြမ်းဖက်စစ်တပ်ဤတောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့တောင်ငူလီတပ်တို့ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေတပ်ရဲမင်းနဲ့လေတပ်အရာရှိများအပါအဝင်၁၁ဦးသေဆုံးပြီးအဆအုံများမိလောင်ပျက်စီးခဲ့ကြောင်း Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ်။ဧပြီလ30ရက်နေ့တွင် ် BWN အဖွဲ့နှင့်မဟာမိတ်အဖွဲ့များဖြစ်သော MKCDF, ACPLF နှင့်တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကတောင်ငူရှိအကြမ်းဖက်စစ်တပ်၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခါနှင့်တောင်ငူကေတုမဒီလေးတဲ့စခန်းတို့ကို BWN Mission 35နဲ့36အဖြစ်ရှော့တိုက်တုံး14လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်တိုက်ခိုက်မှုအတွင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာပါခတိုင်းရုံစစ်ဦးစီးဌာနရှိသော အစအုပ်ဘက်အကြမ်းထိခိုက်ပျက်စီးခဲ့ပြီးတိုင်းငွေစရင်ရုံးနဲ့ထိခိုက်ပျက်စီးခဲ့ကြောင်း ထို့ပြင်စကန်းယုံနေရာတချို့လည်းထိခိုက်ပျက်စီးခဲ့ကလေတက်အရာခံပေါ်နဲ့တက်ကြက်ကြီးလိုင်းကန်းနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ပြီးအရာရှိလိုင်းကန်းနေအိမ်နှလုံးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ထိုတိုက်ခိုက်မှုအတွင်းလေတဲ့ရဲမင်းနှုတ်အပါအဝင်လေတဲ့အရာရှိ၃ဦးနဲ့အခြားအဆင့်စစ်သည်ရှိဦးသေဆုံးကအရာရှိ၅ဦးနဲ့အခြားအဆင့်စစ်သည်၁၂ဦးစိုးရိမ်ပွဲပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလေတဲ့၃မော်တော်ယာဉ်နှစ်စီးလည်းမီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ တောင်ငူလေတဲ့အတွင်းတွင်လည်းလေရင်တိုလာယုံအဆောက်အဦအပါဝင်အဆောက်အဦနှလုံးထိခိုက်ပျက်စီးခဲ့ပြီးစစ်ကောင်စီလေတဲ့အရာရှိနဲ့စစ်တီတချို့တိတ်ဆုံးမှုများနဲ့ပြင်းထန်ဒဏ်ရာရရှိသူအချို့ရှိကြောင်းတောင်ငူလေတဲ့ထိခိုက်မှုအခြေအနေနဲ့ပတ်သက်၍စစ်ကောင်စီဘက်မှသတင်းဖုံးဖိမှုများနဲ့တားမြစ်ကန့်သတ်မှုများစွာရှိနေသည့်အတွက်ထိခိုက်သေးဆုံးမှုကိန်းကနက်အချက်လက်ကိုအတိအကျဖော်ပြ၍မရကြောင်း Brave Warrior Force မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရယ် တောင်ငူလေတက်ထိခိုက်မှုကိုတိတိကျကျစုံစမ်းလို့မရပေမဲ့အထိနာတယ်လို့သိရပါဗျ။အခုဒီလေရင်မတက်နိုင်သေးဘူးလို့လည်းသိပါတယ်ဟု Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်။